ဟုတ်ကဲ့ဒီပုံမှာတော့ရိုးရှင်းလေးပါပဲเนาะဒီ19ရက်နေ့ရနေပြီးတော့23ရက်နေ့ဒီကျွန်တော်ဒါတပတ်တာလေးကိုကျွန်တော်ပြောပြသွားမယ်ဒီကြာလာတဲ့ break ကြာလာတဲ့ဟိုပတ်တိပေါ့เนาะဒါဗီဒီယိုလေးတော့ဆုံးအောင်လေးတော့ကြည့်ပြီးပါ3မိနစ်ဗီဒီယိုလေးကိုကျွန်တော်တင်ပေးမှာဖြစ်တယ်အပီးကန်ဒီဘိုင်းအဆုံးပိုင်းမှာကျွန်တော်ဗာဒီနှစ်ရက်တွင်ကြာလာမယ့် ပတိယဘာဗုဒ္ဓဦးတွင်ကျင်းဒီအပိုင်ပတိယဘာမပြောက်ပတိယဘာဆိုတော့ကျွန်တော်ပြောပြသွားမယ်ပေါ့နော်ဗီဒီယိုလေးတော့ဆုံးထီတော့ကြည့်ပြပေါ့နော်ပြီးခဲ့တဲ့ဘက်ကလည်းကျွန်တော်ဒါအဲ၅ချိန်၆ချိန်လောက်တော့ကျွန်တော်ယူပေးထားခဲ့တယ်ပေါ့နော်ဒါမိတ်ဆွေများလည်းသိမှာပါနော်ပတ်တီးရတော့ကျွန်တော်ပြီးခဲ့တဲ့ပတ်တီးရလည်းဒါလွှတ်တာနဲ့တန်းပြီးတော့ကျွန်တော်တို့အောင်ခဲ့တာပေါ့နော် အကုန်လုံးပဲဒါအထစ်တိမိမိပေါက်ကြမယ်လို့လည်းကျွန်တော်ထင်ပါတယ်နော်နှစ်ရက်တွင်ပတ်တီးလဲဒါနှစ်ရက်ဆိုတဲ့အတိုင်းပဲပြည့်ရက်ခန္ဓာတော့မှကျွန်တော်တို့ပေါက်ခဲ့တယ်ဆိုရင်ကဲကျွန်တော်တို့ဒီတစ်ပတ်စပြီးကျွန်တော်ကိုပြထားတဲ့ဒီပဲကလင်နာလေးမှာတော့ဒါပရိတု၃ချိန်ကြတဲ့ကလင်နာလေးပဲဖြစ်ပါတယ်နော်ပရိတု၃ချိန်ကြတယ်ဆိုရင်ကြလာတဲ့အရာပေါ့နော်ကြလာတဲ့အရာဟုတ်ပြီဒီမှာဆိုရင်ပထမဦးဆုံးပွဲကကျွန်တော်တို့ဒီဒါ၃ break ပေါ့နော်၃ break ၃ချိန်ကြာရင်ဒီအောက်မှာကြည့်ပါနော်ကျွန်တော်တို့ဒီ၃တလုံးမပြောက်ကျွန်တော်ယူပါတယ်နော်၃တလုံးမပြောက်ပါဒီမှာ၄၃ဆိုတာထွက်ပါတယ်ဒီဘက်ဒီ လေး break ပါနော်လေးတလုံးလေးတစ်ထွက်ပါတယ်ကျွန်တော်တို့ဒီဒီမှာဆက်ကြည့်ပါနော်လေးတလုံးပါနော်လေး break ဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီလေးတလုံးစသဖြင့်စသဖြင့်ပါနော်ကျွန်တော်တို့ဒီတိုင်းဒီတိုင်းဆက်ပြီးတော့လာမယ်ဆိုရင်ကျွန်တော်တို့ဒီဒီမှာကိုလေးကိုလေးဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ3 break ဖြစ်တာဖြစ်တဲ့အတွက်3တလုံးပိုင်းပါနော်3တလုံးဒီမပြောက်3တလုံးကျွန်တော်ရပါတယ်နော်ဟာကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ပြောထားတဲ့အတိုင်းပဲပေါ့နော်အထက်အောက်ဒီလိုအကေရွင်မြန်ပါဝါဖြစ်ခဲ့ရင်ဖြစ်တဲ့နှလုံးဒီ နှစ်ရက်အတွင်းဒါချင်းနေပေါ့နော်သူကြပြီးသွားပြီးဆိုတာနဲ့ချင်းနေပြန်ပြီးဆင်းတယ်ဒါကတော့ဒါမိတ်ဆွေတွေဒါတော်တော်များများလေးဒါဒီကျွန်တော်ပြထားတဲ့အတိုင်းဆိုရင်တိမှာပါနော်ဒီမှာ၄နဲ့ဒီမှာ၉နဲ့ဖြစ်တာဖြစ်တော့တယ်ကျွန်တော်ဒီ၄၉ဒီဒါနှစ်ရက်တွင်ကျွန်တော်တို့ဒါပြန်ပြီးတော့ဆင်းနေပါနော်အဲ့တော့ဒီမှာဒီတူဒီအလဲဒီလဲ၄၉ဖြစ်ထားတယ်ဒီမှာကြည့်ပါနော်အလဲဒီလဲ၄၉ဖြစ်ထားတယ်အထက်အောက်ဒီလဲ၄၉ဖြစ်တာဖြစ်တယ်နှစ်ရက်တွင်ပတ်ဒီကတော့ဒါ၄၉ပဲကျွန်တော်ဖြစ်ပါတယ် အဲဒီတစ်ပတ်တော့ကျွန်တော်ဒါကျွန်တော်ယူနေကြနေတိုင်းပဲပတ်တီးဆိုရင်တော့ပြီးခဲ့တဲ့ဘွဲတွေတုန်းကလည်းကျွန်တော်ယူပေးထားခဲ့တယ်ပေါ့နော်ဒီတောက်ကြနေရဲ့မနက်ကတန်းပေါင်း9တပောင်းတဲ့အတွက်6တလုံးတော့မပြောက်ခဲ့ပါဘူးနော်၃ညနှစ်ပောင်းတဲ့အတွက်ကျွန်တော်2တလုံးတော့မပြောက်ခဲ့ဘူး2 9ပောင်းတာဖြစ်တဲ့အတွက်ကျွန်တော်ဒီတတလုံးပေါ့နော်ဒါမှထွက်ခဲ့တယ်ပါနော်တတလုံးကျွန်တော်တို့ထွက်ခဲ့တယ်နှစ်တပောင်းတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ3တလုံးပြီးခဲ့တဲ့ပွဲကကျွန်တော်ပေးတာ6တလုံးနဲ့ကျွန်တော်တို့စခဲ့ရင်၄ပောင်းတာဖြစ်တဲ့အတွက်လည်းကျွန်တော်တို့ဒီ3တလုံးပဲရပါတယ်နော်အဲ့တော့ကျွန်တော်မိတ်ဆွေတွေ အဲတခြားပျောက်သီးတွေနဲ့ရှုံးသွားတယ်ဆိုတော့မိတ်ဆွေတွေပြန်ယူဖို့တပတ်တည်းရတော့ကျွန်တော်ကတော့သုံးတလုံးကိုအကြံပြုပါရဲသုံးကိုထိထိမိမိတိမ့်ရှိပြီးတော့ပတ်ပါဘောရူးတွင်းနေလဲသုံးတလုံးပါပဲဘောရူးတွင်းနေလဲသုံးတလုံးပါပဲမပျောက်ပတ်သီးတွေလဲသုံးတလုံးပါပဲနော်နှစ်ရက်တွင်ပတ်သီးနှလုံးနိုင်နေဆိုတော့မိတ်ဆွေတွေကနှစ်ရက်တွင်ပတ်နိုင်နေနှစ်ရက်တွင်ငွေကိုဖြန့်ပြီးတော့ပတ်နိုင်နေဆိုတော့မိတ်ဆွေတွေကတော့၄ကိုဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်ပြန်ပြောပြပါမယ်နှစ်ရက်တွင်က၄ကိုပတ်သီးပါ မပြောက်ပါတီးရသုံးပါအားလုံးပဲထိထိမိမိပေါက်ကြပါစေထိထိမိမိထပ်ပြီးတော့ရကြပါစေအချိုကနန်းထွက်ပြီဆိုရင်ကျွန်တော်အောကွက်နဲ့တင်ပေးပါမယ်နော်အားလုံးပဲညီဆက်အတူတူ group တွေမှာအားလုံးအားလုံး share ပေးထားပါအာငွေတိမ့်ချပြီးတော့ဝင်တဲ့အပတ်တစ်ပတ်ဖြစ်ပါစေနော်